ကားလုံးဝမင်္ဂလာပါ MSL Season 2ရဲ့ချန်ပီယံဖြစ်မဲ့အသင်းပါဗျာ M7 World Championship ကိုမြန်မာကိုစားပြုနေတဲ့ဘယ်အသင်းသွားရောက်ရမလဲဆိုတာဖြေပေါ်မဲ့နေ့ရက်တည်းအောင်ကြိုင်ချင်းရင်းဆိုရောက်လာတော့မယ်ပေါ့ဗျာအဲ့တော့ bracket အရာဆိုလို့ရှိရင် Team 7နဲ့ Falcon နဲ့တွေ့မယ် AI Esport နဲ့ YG နဲ့ Upper Bracket မှာအကြောဆောက်နေရမယ်ပေါ့ဗျာဘယ်အသင်းကချန်ပီယံဖြစ်သွားမှာလဲယူဂျီကတော့ရန်ခတ်နေတဲ့အခြေအနေတစ်ခုမှရှိရလို့မြင်နေပါတော့အဲ့တော့ရင်းဆုံး Team 7နဲ့ Falcon လေးပြောကြတာပေါ့တကယ်တမ်း Draw Stage Performance အရာဆိုရင် Team 7က အတွေ့အကြုံတွေပိုင်းတွေရောလိုအပ်ချက်တွေအများကြီးရှိနေသေးရလို့မြင် regular season တုန်းကသူတို့ aggressive shot တွေ flow တွေကောင်းနေ strategy ပိုင်းတွေ micro ပိုင်းတွေ macro ပိုင်းတွေဒီကစားသမားတွေ၅ယောက်လုံးရဲ့တိုးတက်မှုတွေအများကြီးမြင်ရတယ်ဒါပေမဲ့ offline stage experience မှာသူတို့အနေနဲ့လိုအပ်ချက်တွေရှိရလို့မြင်နေပါတော့အခုတွေးဆောင်ရတဲ့အတင်းရလေ Falcon eSport နေပြ Falcon နေနဲ့တော့ Dian eSport ကိုသူတို့ရှုံးနိမ်သွားခဲ့တယ်ပေါ့နော် AI eSport နဲ့တွေးဆောင်ရတဲ့အချိန်ကတော့သူတို့အတွက်ခက်ခဲခဲ့တဲ့အခြေအနေတခုလို့ကျွန်တော်မြင်နေပြအဲ့တော့ Team 7နဲ့ဒီပွဲမှာတွေးဆောင်ရတဲ့အချိန်ဆိုတော့ Team 7က Falcon eSport ကိုဒုက္ခပေးနိုင်တယ်ဒါပေမဲ့အဲ့ရင်ကြီးကျွန်တော်ဂျင်းနဲ့ချက်တွေရအောင်လောက်ထီတော့မလုံးနိုင်သေးဘူးလို့တော့ကျွန်တော်မြင်နေပြအဲ့ဒီပွဲအတွက်ခံမှန်းချက်ကိုတော့ Falcon eSport 3-1နဲ့ Team 7ကိုနိုင်သွားလိမ့်မယ်လို့ ျွန်တော်ထင်နေပါတော့အဲ့တော့နောက်တစ်ပွဲအနေနဲ့ဆိုရင် YG နဲ့ EI နဲ့အဲ့တော့ Upper Bracket မှာစောင့်နေရတယ်ဒီနှစ်သင်းကအဲ့လိုတကယ်ကိုခံမှန်းရခက်တယ်ဗျ Regular Season မှာတော့သူတို့ထွက်တိုက်စုံခဲ့တယ် Head to Head အရာကျွန်တော်တော့ကြည့်မယ်ဆိုရင် YG 2စီးနဲ့နိုင်ထားတယ်အဲ့ဒီတုန်းက AI ကတော်တော်ကောင်းတဲ့အချိန်မျိုးပြောရမယ် regular season မှာ jury နဲ့အဲ့လို powerful ဖြစ်တဲ့အရာတွေပေါ့နော်ဒါပေမဲ့အရှေ့က playing stage မှာကျွန်တော်မြင်တွေ့ရတာလားသူတို့ဒီအဲ confident ဘိုင်းဆိုင်ရာလို့ပဲပြောရမလားပေါ့နော် jury ပဲကြင်လန်ဆိုရင်ယုံကြည်မှုဘိုင်းဆိုင်ရာပုံမြင့်နေဆိုတဲ့ခံစားချက်ရတယ် ယူရီဖန်နီစော်ခိုင်းတာမျိုးတွေရှိရယ်အခြားသောအဆက်ဆင်စော်ခိုင်းတာမျိုးတွေရှိဟိုပလီယာဗျာရှုံးဝိတ်ကြုံတွေ့လာတဲ့အချိန်ညာလို့ရှိရင် fan base ဘက်ကရော pressure တွေကအများရှိရယ်အဲ့တော့ဒီ federation တွေစော့တယ်ပေါ့နော် AI fan gun နဲ့တွေ့ရတဲ့အချိန်ဒီမှာဆိုရင်အ AI ကဒီခုနကတော့လိုမျိုးဒီတွဲလုံးနေနေဂျွေးပဲတွဲလုံးနေနေအနိုင်ရရှိခဲ့တဲ့အချိန်ဟိုတစ်ဖက်မှာ YG YG ရဲ့အချိန်ကဂျန်ဂိုဂလက်ဒီကိုစ်ဗျာခြေစဉ်စုပလီယာတွေ star player တွေလို့စုစည်းထားတဲ့အတိုင်းပဲ regular season မှာတော့တချို့ပွဲစဉ်တွေမှာ အဲသူတို့ရဲ့ lesson တွေကဟိုး deep down မြာကျွန်တော်တော်တော်ကြီးကိုအားမလို့အားမရဖြစ်တဲ့အတင်းကြီးရဲ့သတင်းတွေမှာပါတယ်ဒါပေမဲ့ playing stage မှာဒီ paladins နဲ့တွေ့တယ် team seven နဲ့တွေ့ရတဲ့အချိန်မှာကျွန်တော်မြင်နေခဲ့တဲ့ YG ရဲ့အစစ်မှန်ပုံစံတွေကိုကျွန်တော်မြင်တွေ့ရတယ်အဲ Lina ရဲ့ဟို interview တွေရဆိုရင်သူတို့ကဒီပွဲစဉ်တွေအကုန်လုံး 3C နဲ့ဖြတ်မယ်လို့တွေးထားပြီးသားပေါ့နော် again တစ်ပွဲပေးလိုက်ရလို့တော့မှသူတို့စိတ်ထဲမှာအားမလို့အားမရဖြစ်တယ် deep fashion တွေကိုကျွန်တော်မပြင်တွေ့ခဲ့ရတာ regular season တစ်လျှောက်လုံးလို့ပြောရမယ် ် playing stage မှာကျွန်တော်အဲ့ဒီအရာကြီးမြင်တွေ့ရတယ်သူပြောတဲ့အတိုင်းပဲပေါ့နော် playing style ကြီး game တွေမှာတွားရတဲ့အပိုင်းတွေအားစား YG က offline ပွဲတွေ main event ပွဲတွေမှာတော်တော်ကျန်းတဲ့အနေအထားမှာရှိတယ်။အဲ့ team seven ကိုသူတို့နိုင်တဲ့အပွဲစဉ်တွေမှာဆိုရင်တော်တော်သိတာတယ်ပေါ့နော်။ stage ရဲ့ကျွန်တော်မြင်နေတဲ့ performance တွေကိုလည်းအဲ့ပွဲမှာမြင်တွေ့ရတယ်။ဒါထုံးစံတိုင်းပဲဒီ star player 9ယောက်လုံးဆိုတော့ပြီးတော့ hand ရဲ့ retribution ပိုင်းတွေလည်းအဲ့ပွဲမှာသူယူရတဲ့ပိုင်းတွေက comfort ဖြစ်တယ်ပေါ့နော်။အာတော်တော်လေးယုံကြည်မှုတွေရလာပြီလို့မြင်တယ်။ regular season တော့က ဟန်အနေနဲ့ဂျုံးခံရတဲ့အချိန်ကြီးပေါ့ဆိုတော့ရန် e-sport နဲ့တွေ့ဆုံရတဲ့အချိန်ကြီးမှာ YG အခက်ခဲတွေတွေ့သွားနိုင်တယ် regular season တော့အလိုမျိုးတော့မဟုတ်တော့ဘူး AI e-sport ကလေကျွန်တော် main event တွေမှာပရိသတ်တွေရဲ့အားတစ်ခုလိုတော့ပြောရမယ်ပေါ့နော် offline မှာ3ရဲ့ fan base ကတော်တော်ကြီးမားရဲမှာပါတယ်အဲ့ဒီနေရာတွေက tournament ကြက်တွေတော်တော်များလိမ့်မယ် YG ကိုအဲ့တော့ YG နေနဲ့ဒီအချိန်ကြီးကနေသူတို့ရုံးထွက်နိုင်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ AI e-sport အနေနဲ့ကျွန်တော်ရဲ့ campaign ချက်ကတော့ဒီဘွဲမှာ AI e-sport အနေနဲ့ 3-2နဲ့နိုင်မျိုး grand final နဲ့တက်သွားလိမ့်မယ်လို့မြင်နေပါတော့ YG နေနဲ့ဒါအောက်ကိုပြန်ဆင်းမယ်အဲ့တော့ Falcon နဲ့ပြန်တွေ့မယ် YG နဲ့ Falcon များအောင်เนาะကျွန်တော်ဒီရွေးစရာရွေးစရာခက်ခဲလာပြီရွေးစရာခက်ခဲလာပြီအဲ့တော့ကျွန်တော်ဒီ၄သင်းထဲမှာဆိုလို့ရှိရင် Falcon ရဲ့ YG ရဲ့ AI လုံးဝဒီ၃သင်းရာ battery သင်းမယ်ဗျာ၃သင်းလုံးကတကယ်ကိုကျန်းနေတဲ့အသင်းတွေအခုထားပါတော့ကျွန်တော်ရဲ့ဒီ prediction ရဆိုလို့ရှိရင်เนาะကျွန်တော်ရဲ့ခံမှန်းချက်ပေါ့ဗျာ ကျွန်တော်ရဲ့အမြင်လေးနဲ့ကျွန်တော်ရဲ့ခံမှန်းချက်အရဆိုရင်ကျွန်တော် YG နဲ့ Falcon နဲ့ပြန်တွေ့မယ်အာ Falcon နေနဲ့တော့လက်ရှိအချိန်ကြီးကဒီ Dash ကောင်းနေ New Cool လဲအဲ့တော်လေးအစဉ် BH နေမှာရှိနေပေါ့နော်။ Ryan Esports နဲ့ပွဲစဉ်တွေမှာသူတို့တချို့သောအမားလေးတွေအတွေ့ရတယ်ပေါ့ဗျာ။ဒီမားလေးတွေကိုယုံထနိုင်မယ်လို့ကျွန်တော်မြင်တယ်။အဲ့ YG နဲ့ Falcon ပွဲခံမှန်းချက်ကတော့ Falcon 3-2နဲ့နိုင်ပြီးတော့ Grand Final တက်မယ်လို့ကျွန်တော် predict လုပ်ရှင်နေပေါ့နော်။အဲ့တော့ grand final မှာ AI နဲ့ fair ကိုတွေ့မယ်ဗျာဘယ်သူ champion ဖြစ်မှာလဲကျွန်တော်လည်းမသိတော့ဘူးကျွန်တော်တုတ်ပြီကျွန်တော်မသိတော့ဘူးကျွန်တော် video တွေကနေပြီး bye bye လုပ်လိုက်ပါတော့မယ်လို့ကျွန်တော်မပြောပါဘူးကျွန်တော် AI နဲ့ fair ကို grand final မှာတွေ့တယ်ဆိုလို့ရှိရင်အဲ့ထဲမှာအဲ့လိုကျွန်တော် podcast live သက်သက်တစ်ချောက်ပေါ့နော်အဲကျွန်တော်ရဲ့အကြောင်း first အခုရှိပါတယ်အဲ့ first အခု sharing လုပ်ချင်ပါတယ် AI e-sport ဒီဘလူအချီနီမျိုးမှာပဲဖြစ်ဖြစ်ဘလူပုံစံမျိုးမှာပဲဖြစ်ဖြစ်ပြောချင်တာကဗျာအတင်းရနိုင်ပြီဖြစ်စီ မြင့်သည်နိုင်သည်ဖြစ်စီမြင့်သည်ဖြစ်စီဖယ်ကွန်နဲ့တွေ့ရင်အသေးစော့ရပြဖယ်ကွန်နဲ့တွေ့ရင်နိုင်အောင်ကိုဆိုတာဖယ်ကွန်ကလည်း channel အသင်းနေအကုန်လုံးသူရဲ့ prime time မှာတော့မှာနော် channel အသင်းနေအကုန်လုံးသူတို့တတိလက်မှုပြီးတော့တတိဟိုပုံမှန်လေးဆိုရင်တော့မှာသူတို့နိုင်နိုင်နေဆိုပေမဲ့ AI e-sport ကိုသူတို့အဲ့လိုလုပ်လို့မရဘူးဗျအဲကျွန်တော်အဲ့အချက်ကိုသတိထားမိတယ်အဲခြုံသောအချိန်ဒီမှာလည်းကျွန်တော်ပြောပြရင်ပြောပြလိမ့်မယ်ပေါ့နော် AI က Falcon နဲ့တွေ့တကယ်တော့တာတကယ်ဆော့တာဟို channel အချိန်ဒီမှာတကယ်ဟို တကယ်ကိုဗျာသူတို့ဘလို saturation မှာမျိုးဖြစ်ဖြစ်အပီကျုံပြီးတော့ဆော့တာဗျာဖယ်ကွန်နေနဲ့အဲ့ pressure ရှိတယ်အဲပြီးတော့ AN eSport စထောင်နေတဲ့အချိန်ဒီမှာရောဖယ်ကွန် eSport စထောင်နေတဲ့အချိန်မှာရောသူတို့ရဲ့ကျောင်းတော်ရန်စားတွေပေါ့ဗျာမဟာပြိုင်မဲ့အချိန်ဒီမှာ AN eSport ကဟို fan base အရာဆိုလို့ရှိရင်တော်တော်ကြီးအသာစီးရတဲ့အချိန်ဒီမှာရှိတယ်ပေါ့နော်ဒါ offline ဘွယ် live menu ကိုဆိုသိလိမ့်မယ်လုံးဝ audience တွေက audience pressure တော်တော်ကြီးရတယ်မှာပါတယ်အဲ grand final နေနိုင်ွားတဲ့တင်ရမြန်မာကိုစားပြူသွားရမှာဗျာ အခုလက်ရှိ HVN အရဆိုလို့ရှိရင် Falcon က HVN ရှိတဲ့ player တွေပါဝင်တယ်ဒါပေမဲ့ Magnetic player တွေလည်းရှိတယ်ဥမာ Benny ဆိုလို့ရှိရင် Routine ဆော်ထားတယ် Newku ဆိုလို့ရှိရင်အစ်တ AI eSport တော့ပိုတက်တာပေါ့ Yuri နဲ့ Messi နဲ့အစ်တပေါ့ဗျာ Playing stage မှာသူတို့ရှုံးနေတော့တဲ့ဘိုင်းတွေဆိုလို့ရှိရင်လည်းဒီဘိုင်းညာအများကြီးပါတယ်နောက်တစ်ခုကျွန်တော်မြင်နေတဲ့ဘိုင်း Update Patch အပြောင်းလဲလုပ်ထားတယ် item item တွေမှာဆိုလို့ရှိရင်လည်း change ထားရရပါတယ် hero တွေဆိုလို့ရှိရင်လည်း adjust လုပ်ထားရ buff ထားရကောင်က buff ထားရ nerf ထားရကောင်က nerf ထားရပေါ့နော်ဒီ game မှာတော့ အဲကျွန်တော်အရာအလုံးကိုကျွန်တော်ဒါ50 50ပဲပြန်တွေးထားရပေါ့နော်အဲ့တော့နောက်ဆုံးကျွန်တော်ဘာတွေးလိုက်လဲဆိုတော့ address bit ပဲဗျာသူတို့ဒီပွဲအတွက်ဘယ်လောက်ထိပြင်ဆင်ထားမလဲဘယ်လောက်ထိ pocket ပေါ့ဗျာ all matter ထဲမှာရှိရဲ့အရာတွေပြင်ဆင်ထားမလဲဟိုနောက်ဆုံးပွဲတုန်းကဆိုရင်မမေရမာရှာထွက်လာတာမျိုးတွေနှစ်သင်းလုံးမှာတော့ဒီလိုအကွက်တွေတော့ခြံထားမှာပဲဘာလို့ဆို7 series ဒါဖြစ်မယ်ကျွန်တော်တော့ game 7အထိကြည့်ကျင်နေပေါ့နော်ဘယ်သူနိုင်မလဲဆိုတော့ကမန်ရတော့ခတ်ပြီမေး ကျွန်တော်ပုံဝင်လင်းလင်းပြောရရင်တော့ကျွန်တော်ကျွန်တော်ရဲ့ prediction ရဆိုလို့ရှိရင် AI eSport 43နဲ့နိုင်ပြီးတော့ဒီနှစ် AI eSport international ဟိုမြန်မာ international stage ကိုသွားရမယ်လို့ကျွန်တော် predict လုပ်ချင်နေပေါ့နော်အဲ့တော့ညီကိုရိုးရဲ့ထင်မြင်ချက်တွေလည်းအောက်က comment section မှာဝင်အောင်ဆွေးနွေးတောင်းလို့ရပါတယ်ကျွန်တော်ကတော့ SC4 team ဖြစ်ပါတယ်ကျွန်တော်နောက်တဲ့ video မှာ